သတင်းကတော့ကူးဆက်လွယ် Omicron OC မှာမျိုးရိုးဗီဇာပြောင်းလဲလာတဲ့ JN1 အုပ်စုနဲ့နောက်ဆက်တွဲမျိုးရိုးဗီဇာပြောင်း COVID-19 ဗိုင်းရပ်ပိုးများကိုကာကွယ်နိုင်မဲ့ကာကွယ်ဆေးများထိုးနှံပေးမယ်လို့ဆိုတဲ့သတင်း2025ခုနှစ်မိုးရာသီစိုက်ပျိုးဆေးရေးချင်းငွေများကိုရခိုင်နဲ့နေတူတေကလျင်ကျက်သသိန်းခွဲတနစ်လျင်အတွန်းနှုန်း900ခန့်နှုန်းအဖြစ်စတင်ထုတ်ချေးနေရဆိုတဲ့နယ်အာဖရိကတွင်ကာလဝိုင်းရောဂါကူးစက်မှုကိုတိုက်ဖျက်ရန်အန်ဖို့နှိမ်နှင်းမှုမှရရှိသောသင်ခန်းစာများကိုအသုံးပြုလျက်ရှိရဆိုတဲ့နယ် ဂါဇာကမ်းမြောင်တခင်စစ်စင်ရေးများကိုတိုးချဲ့နေသောအစ္စရေးကဂါဇာဒေသတစ်ခုလုံးကိုထိန်းချုပ်ရနိုင်လိမ့်မယ်လို့အစ္စရေးဝန်ကြီးချုပ်ပဂျာမီနီတန်ယာဟုပြောကြားတယ်ဆိုတဲ့။ဒီရိုင်းနာတွေမစီရီတင်နှုတ်ဆက်ပွဲပြုလုပ်ခဲ့ပြီးရုပ်ထုတီဆောက်ကဂုံပြုတ်မယ်ဆိုတဲ့။အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမှာပါ။ဦးဆောင်သတင်းမို့တင်နေ။ကူးဆက်လွယ် Omicron အုပ်စုမှမျိုးဗီဇာပြောင်းလဲလာတဲ့ JN1 အုပ်စုနဲ့နောက်ဆက်တွဲမျိုးဗီဇာပြောင်း COVID-19 ဗိုင်းရပ်ပိုးများကိုကာကွယ်နိုင်မဲ့ကာကွယ်ဆေးများထိုးနှံပေးမယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမှာပါ။ ကိုဆက်လွယ် Omicron အုပ်စုမှာမျိုးဗီဇပြောင်းလဲလာတဲ့ JN1 အုပ်စုနဲ့နောက်ဆက်တဲ့မျိုးဗီဇပြောင်း COVID-19 ဗိုင်းရပ်ပိုးများကိုကာကွယ်နိုင်ဝင်ကာကွယ်ဆေးများထိုးနှံပေးမယ်လို့ကျန်းမာဝန်ကြီးဌာနကလည်းသိရပါဗျ။မေလအတွင်းမှာ Gavi Support for C19 Vaccination အစီအစဉ်ဖြင့်ကိုဆက်လွယ် Omicron အုပ်စုမှာဆက်လက်၍မျိုးရိုးဗီဇပြောင်းလဲလာတဲ့ JN1 အုပ်စုနဲ့နောက်ဆက်တဲ့မျိုးရိုးဗီဇပြောင်း COVID-19 ဗိုင်းရပ်ပိုးများကိုကာကွယ်နိုင်မယ် Pfizer COVID-19 ဗက်စင်း JN1 များကိုထိုးနှံပေးမှာဖြစ်တယ်လို့သိရပါတယ်။ COVID-19 ရောဂါဗိုင်းရပ်ပိုးများမျိုးရိုးဗီဇပြောင်းတည်နေတူ၎င်းမျိုးဗီဇပြောင်းရောဂါပိုးများကိုကာကွယ်နိုင်မဲ့ COVID-19 ရောဂါကာကွယ်ဆေးမျိုးဆက်သစ်များသည်လည်းစဉ်ဆက်မပြတ်ထွက်ပေါ်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ဆေး Pfizer XBB 1.5အသုံးပြု၍ဇန်နဝါရီလမှဧပြီလအတွင်းရောဂါကာကွယ်ဆေးတစ်ကြိမ်မြောက်မထိုးရသေးတဲ့အသက်၁၈နှစ်နဲ့အထက်ပြည့်သူ3,129ဦးနဲ့ကိုဝင်ဆောင်မိခင်3,4895ဦးအပါအဝင်နောက်ဆုံးအကြိမ်ကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ6လနဲ့တနေ့တွင်းရှိသူ 22,6626ဦးကိုကာကွယ်ဆေးထိုးနှံနိုင်ခဲ့ကြောင်းသိရပါဗျ။ထို့ပြင်မြန်မာနိုင်ငံမှာကိုဗစ်ကာကွယ်ဆေးအမျိုးအစား၈မျိုးကိုအသုံးပြု၍အသက်9နှစ်နှင့်အထက်ပြည်သူ36.36တန်းကိုကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ခဲ့ပြီးထပ်ဆောင်ကာကွယ်ဆေး21.25တန်းတို့ထိုးနှံပေးနိုင်ခဲ့တယ်လို့ကျန်းမာရေးဌာနကနေသိရပါဗျ။ဆက်လက်ပြီး2025ခုနှစ်မိုးရသည့်စိုက်ပျိုးဆေးချင်းွေများကိုယခင်နှစ်နေတူတရေကလျင်ကျပ်သသိန်းခွဲတနည်းလျင်အတိုးနှုန်း900ခန့်နှုန်းဖြင့်စတင်ထုတ်ချင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ 2025ခုနှစ်မိုးရသည့်စိုက်ပျိုးစရိတ်ချင်းဝင်များကိုရခိုင်နှင့်နီးတူတင်ကလင်ချက်သသိန်းခွဲတနည်းလင်အတိုးနှုန်း900ခန့်နှုန်းဖြင့်စတင်ထုတ်ချင်းနေကြောင်းမြန်မာလေယာဉ်ဖွံ့ဖြိုးရေးဘဏ်ကထုတ်ပြန်ထားပါသည် ဒီမင်္ဂလာနေ့ဘန္နာယုံကြည်ဌာနမြမလေယာဖွံ့ဖြိုးရေးပန်သည်မြန်မာနိုင်ငံတဝန်းလုံးရှိတောင်သူဦးကြီးများသို့စိုက်ပျိုးစရိတ်အရင်းအနှီးများရရှိစေရအတွက်စိုက်ပျိုးစရိတ်ချင်းငွေများကိုနှစ်စဉ်ထုတ်ပေးလျက်ရှိပါသည်တောင်သူလေသမားကြီးများကလည်းတီးနံပေါ်ချိန်တွင်ချင်းငွေများအချိန်မီပြန်လည်ပေးဆက်ခြင်းဖြင့်လေယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဗန်နှင့်တောင်သူများအကြားနှစ်ဦးနှစ်ဖက်တာဝန်ကျေပွန်စွာပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်စိုက်ပျိုးစရိတ်ချင်းငွေများကိုစိုက်ပျိုးရသည့်အလိုက်ထုတ်ချေးပေးလျက်ရှိရာတောင်သူများအနေဖြင့်အချိန်စိတ်ချင်းငွေပြည်ကြေမှသာရခင်ကျွေးကြံကင်းရှင်းမှသာချင်းငွေအသစ်ထုတ်ချေးခွင့်ရရှိမှာဖြစ်ပြီး ီမြမလျာဖွံ့ဖြိုးရေးဘဏ်မှထုတ်ချေးသောဖွံ့ဖြိုးရေးချင်းဝင်နှစ်တူနှစ်လက်ချင်းဝင်များကိုလည်းသတ်မှတ်စည်းကမ်းများနဲ့အညီထုတ်ချေးခွင့်ရရှိမှာဖြစ်ပါတယ်။2025ခုနှစ်မိုးရသည့်စိုက်ပျိုးရေးစရိတ်ချင်းဝင်များအားရခင်ချင်းဝင်အရင်အတူများပါပြည်ကျေစွာပေးဆက်ပြီးသည့်တောင်သူများသူမိုးရသည့်စိုက်ပျိုးချိန်မီမေလ16ရက်နေ့မှစတင်ရခင်နှစ်နေတူတစ်နှစ်လျင်အတူနှုံ900ခန့်နှုန်းဖြင့်သက်ဆိုင်ရာခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများမှတစဉ်ထုတ်ချေးပေးနေကြောင်းသိရပါတယ်။တို့ဖြစ်ရာရခင်ချင်းဝင်များကိုပြည်ကျေစွာပေးဆက်ပြီးသည့် တောင်သူများအနေဖြင့်2025ခုနှစ်မိုးရသည့်စိုက်ပျိုးစရိတ်ချင်းွေများအချိန်မီရရှိနိုင်ရေးအတွက်မြမလေယာဖွံ့ဖြိုးရေးဘဏ်သက်ဆိုင်ရာခံရမျိုးနယ်ဘဏ်ခွဲများနှင့်အမြန်ဆုံးဆက်သွယ်နိုင်ကြောင်းမြမလေယာဖွံ့ဖြိုးရေးဘဏ်ကထုတ်ပြန်ထားပါသည်။ဆက်လက်ပြီးအာဖရိကတွင်ကာလဝိုင်းရောဂါကူးစက်မှုကိုတိုက်ဖျက်ရန်အန်ဖို့နှိမ်နှင်းမှုမှရရှိသောသင်ခန်းစာများကိုအသုံးပြုလျက်ရှိတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါပါ။အာဖရိကနိုင်ငံများသည်မြင့်တက်လာသောကာလဝိုင်းရောဂါကူးစက်မှုကိုတိုက်ဖျက်ရန်အန်ဖို့နှိမ်နှင်းမှုမှရရှိလာသောသင်ခန်းစာများကိုအသုံးပြုလျက်ရှိတယ်လို့သိရပါဗျ။ ်အံပေါ်မှာရရှိသောအတွေ့အကြုံများအထူးသဖြင့်ယောဂကူးစက်မှုများကိုခြေရာခံခြင်းအများပြည်သူကိုအသိပညာပေးမှုများနှင့်ပူးပေါင်းညီနိုင်ကတုံ့ပြန်ဆောင်ရွက်မှုများသည်ကာလဝံယောဂတိုက်ဖြတ်မှုတွင်အသုံးဝင်ကြောင်းသက်သေပြနေတယ်လို့ကျန်းမာရေးတာဝန်ရှိသူများနှင့်ကျွမ်းကျင်သူများကပြောကြားပါတယ်။အာဖရိကနိုင်ငံအများပြားတွင်ရည်ကြီးမှုများမိလာစနစ်အားနည်းခြင်းနှင့်တန်ရှင်းသောရည်မရှိခြင်းတို့ကြောင့်ကာလဝံယောဂအလွယ်တကူကူးစက်ပြန့်နှံ့လျက်ရှိပါတယ်။ကာလဝံယောဂသည် ပြင်းထန်ဝက်ပြက်ဝမ်းလျှောယောဂါအခြေအနေကိုဖြစ်ပေါ်စေနိုင်ပြီးအလင်းအမြကုသမှုမခံယူပါကအသက်သေဆုံးနိုင်သည့်အထိဖြစ်နိုင်သောပြင်းထန်ယောဂါတစ်မျိုးဖြစ်ပါတယ်။အမ်ဘောယောဂါဖြစ်ပွားနေစဉ်အတွင်းအာဖရိကကျန်းမာရေးစနစ်များတွင်ပုံမအကောင်သောစောင့်ကြည့်ကွန်ရက်များ၊လေ့ကျင့်ပေးထားသောအလင်းအမြတုတ်ပြန်ဆောင်ရည်ရေးအဖွဲ့များနှင့်ပုံမတိုးတက်ကောင်းမွန်သောအများပြည်သူဆက်သွယ်ရေးစနစ်များကိုတည်ဆောက်နိုင်ခဲ့ပါတယ်။လက်ရှိတွင်ရင်းလုံဆောင်ချက်များကိုအသုံးပြု၍ကာလဝမ်းယောဂါကုသမှုဖြစ်စဉ်များကိုစောစည်းစွာထောက်လန်းနိုင်ခြင်း၊ရက်ွက်ကြေးရများကိုတည်ပြီးနိုင်ခြင်းနှင့်လင်းမြန်သောဆေးဘက်ဆိုင်ရာအကူအညီများဆောင်ရွက်ပေးနိုင်ခြင်း တို့ကိုလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ရခိုင်ကူးစက်မှုဖြစ်စဉ်များမှာအတွေ့အကြုံများသည့်အာဖရိကကိုအရင်းအမြစ်အကန့်အသတ်ရှိနေသည့်အတိုင်းပုံမမြန်ဆန်ပြီးပုံမထိရောက်သောတုံ့ပြန်ဆောင်ရွက်လာနိုင်တယ်လို့ကြွမ်းကျင်သူများကပြောကြားခဲ့ပါတယ်။သို့သောတန်ရှင်းသောရေပုံမကောင်းမွန်သောမင်းလာစနစ်နှင့်ကောင်းမွန်သောကျန်းမာရေးစနစ်များကဲ့သို့ရရှိအတွက်အဖြစ်များသည့်အနာဂတ်တွင်ကူးစက်မှုဖြစ်စဉ်များကိုတားဆီးနိုင်ရန်အတွက်ချက်ချင်းလိုအပ်နေစေဖြစ်ကြောင်း၎င်းတို့ကသတိပေးထားပါသည်။ကာလာဝါယောဂါသည်2024ခုနှစ်နဲ့2025ခုနှစ်တို့တွင်အာဖရိကနိုင်ငံများပြားမှကူးစက်ဖြစ်ပွားလျက်ရှိပါသည်။ ဆက်လက်ပြီးဂါဇာကမ်းမြောက်တခွင်စစ်စင်ရေးများတိုးချဲ့နေသောအစ္စရေးကဂါဇာဒေသတစ်ခုလုံးကိုထိန်းချုပ်ရလိုက်လိမ့်မယ်လို့အစ္စရေးဝန်ကြီးချုပ်ဗင်ဂျာမင်နေတိုင်းယာဟုပြောကြားတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါပါဂါဇာကမ်းမြောက်မှာတိုက်ခိုက်မှုတွေကိုပုံမလို့ဆောင်တဲ့အစ္စရေးကဂါဇာတစ်ခုလုံးကိုထိန်းချုပ်ရနိုင်လိမ့်မယ်လို့မေလ19ရက်နေ့မှာအစ္စရေးဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်အစ္စရေးကဂါဇာကမ်းမြောင်ဒေသကိုနှစ်လကြာပိတ်ဆို့ထားခဲ့ပြီးတဲ့နောက်ဂါဇာဒေသအတွင်းကိုအစအစပို့ဆောင်ခွင့်ပြုခဲ့ကြောင်းအစ္စရေးဝန်ကြီးချုပ်ယုံက မေ၁၈ရက်ကထုတ်ပြန်ခဲ့ပြီးတဲ့နောက်တရက်အကြာမှာအစ္စရေးကဂါဇာကိုထိန်းချုပ်ရလိမ့်မယ်လို့ပြောကြားလိုက်တာဖြစ်ပါတယ်။ထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်တာကိုအစ္စရေးကမလ၂ရက်နေ့ကလေးကပိတ်ထားတာနဲ့အတူဂါဇာရဲ့ပြည်သူ၂သန်းဟာငတ်နေပြီလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကသတိပေးခဲ့ပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာအကြံတဲနဲ့ပတ်သက်ပြီးပုံမဝေဖန်ခြင်းခံလာရတဲ့အစ္စရေးကဂါဇာကိုအကန့်အသတ်အကူအညီတွေခွင့်ပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ခဲ့ပြီးပထမဆုံးကုန်တင်ကား90မေ16ရက်ကဝင်လာခဲ့တယ်လို့ဆိုပါတယ်ဒီကားတွေဟာကလေးတွေအတွက်အစားအစာတွေအပါအဝင်ထောက်ပံ့ရေးပစ္စည်းတွေကိုတင်လာတယ်လို့ဆိုပါတယ် ဂါဇာရင်းမှာရှိတဲ့တိကျတဲ့ကုန်တင်ကားအရေးအတွက်ကိုအတိမပြုနိုင်ဘူးလို့ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူစတီဖန်ဒူဂျာရစ်ကသတ်မှတ်နေမြေကမှောင်နေတာကြောင့်အဲ့ဒီနေမြေကိုဘာကူညီမှရောက်မလာပါဘူး။လုံခြုံရေးအခြေအနေတွေကြောင့်အဲ့ဒီလိုအခြေအနေတွေမှာကျွန်တော်တို့လှုပ်ရှားလို့မရနိုင်ပါဘူးလို့ပြောကြခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဗန်ဂျမင်နီတန်ယာဟူကအကူအညီတွေကိုပြန်ဖွင့်ပေးလိုက်တာအတွက်လက်တွေ့ကြပြီးတန်တမန်ရေးဆိုင်ရာအကြောင်းပြချက်တွေကိုကိုးကားပြောဆိုခဲ့ပါတယ်။လူအများအပြားငတ်မွနေတဲ့ပုံရိပ်တွေကအစ္စရေးစီရေးကျိုးပမ်းမှုရဲ့တရားဝင်ဖြစ်မှုကိုထိခိုက်စေနိုင်ပါတယ်လို့နေတန်ယာဟူကပြောပါတယ်။ ။နောက်ဆုံးသတင်းပုံအနေနဲ့ဒီရိုင်းနာအတွက်မက်ဆီဒီသင်နှုတ်ဆက်ပွဲပြုလုပ်ခဲ့ပြီးရုပ်ထုတိဆောက်ကဂုံပြုမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။မက်ဆီဒီသင်ဟာတရားဒီကုံမှာအသင်းကနေထွက်ခွာမဲ့ဘယ်ဂျီယံဝါရဲ့ကွင်းလယ်ကစားသမားဒီရိုင်းနာအတွက်နှုတ်ဆက်ပွဲပြုလုပ်ခဲ့ပြီးရုပ်ထုတိဆောက်ကဂုံပြုသွားမယ်လို့အတည်ပြုကြေညာခဲ့ပါတယ်။ အသက်33နှစ်အရွယ်ရှိဒီဘရိုင်နာဟာ2015ခုနှစ်နွေရာသီမှာဘူဘတ်အသင်းကနေမန်စီးတီးအသင်းစီသို့ပေါင်55သန်းနဲ့ပြောင်းရွှေ့လာခဲ့တာပါ။သူဟာမန်စီးတီးအသင်းအတွက်ဆယ်စုနှစ်တစ်ခုအတွင်းပြိုင်ပွဲစုံ122ပွဲမှာ108ဂိုးသွင်းယူခဲ့ပြီးအသင်းနဲ့အတူပရီးမီးယားလိ6ကြိမ်၊ချန်ပီယံလိ2ကြိမ်အပါအဝင်ဖလား16လုံးအထိရယူနိုင်ခဲ့ပါတယ်။ဒီဘရိုင်နာဟာဒီရာသီကုန်မှာမန်စီးတီးအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးအသင်းဘက်ကစာချုပ်သစ်ကမ်းလှမ်းမှုမရှိတာကြောင့်ဒီရာသီကုန်မှာပြောင်းရွှေ့ချက်လွန်နေထွက်ခွာမှာဖြစ်ပါတယ်။မန်စီးတီးအသင်းဟာမေလ20ရက်နေ့ကဘုံမောက်အသင်းကို3ဂိုး တကုံးနဲ့နိုင်ရခဲ့တဲ့ဒီပရီးမီးယားလိအိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာအသင်းကနေထွက်ခွာမဲ့ဒီရိုင်းနာကိုနှုတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။မန်စီးတီးကစားသမားတွေနဲ့ဝန်ထမ်းတွေကဒီရိုင်းနာကိုကတ်တော့ဟော်နာနဲ့ဂုဏ်ပြုခဲ့ကြပြီးအသင်းပေါ်ဟောင်းနေဖြစ်တဲ့အကွဲရိုကွန်ပဏီဖာနန်ဒင်ဟိုစတာလင်စာနေဂျိုဟတ်တို့ကရုပ်တံကနေသူ့ကိုဂုဏ်ပြုစကားတွေပြောကြားခဲ့ပါတယ်။ဒီရိုင်းနာကမန်စီးတီးအသင်းဟာသူ့ရဲ့အိမ်ဖြစ်တယ်လို့အစချေက အသင်းနဲ့တူမျှော်လင့်ထားတဲ့အထက်ပိုအောင်မြင်ခဲ့ပြီးသူ့ကိုအားပေးခဲ့ကြတဲ့ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ဒီဘရိုင်းနာရဲ့နှုတ်ဆက်ပွဲမှာမန်စီးတီးနီးပြဂွာရီယိုလာကိုမျက်ရည်နဲ့မြင်တွေ့ခဲ့ရပါတယ်။မန်စီးအသင်းကအသင်းအတွက်အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တဲ့ဒီဘရိုင်းနာကိုကွင်းပြင်ဘက်မှာရုပ်ထုတည်ဆောက်ပြီးဂုဏ်ပြုသွားမယ်လို့ထင်ကြားခဲ့ပါတယ်။အလဲကုန်တဲ့မီလာ22ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။